အလုပ်ပဲမျိုးတော့ပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်အပြင်ရောက်နေရတော့ noise လေးနည်းနည်းပိုင်းပြန်ခံဖွင့်လို့ပါကျွန်တော်လည်းပြန်ကြည့်ပါလေအဲ့တော့ဒါဒီနေ့ည9:00နာရီခွဲ video 9:00နာရီတို့ video မှာတော့ကျွန်တော်အနေနဲ့ဒါ Liverpool ရဲ့လက်ရှိနောက်ဆုံးရ update ဒါ breaking news တွေအကြောင်းကိုကျွန်တော်အနေနဲ့ပြောပြပါလေအဲ့ Liverpool တင်းနေခုလက်ရှိဒီအပြောင်းရွှေ့မှာတော်တော်လေးကိုအလုပ်လုပ်နေပြီလားကျွန်တော်အပြောင်းရွှေ့ရာဒီမဆခင်မှာပဲကိုကစားသမားတွေကိုခေါ်ယူမှုတော့ကြီးကျယ်ပြင်ဆင်နေတာကိုတွေ့ရတယ်အဲ့တော့ လီဗာပူးတဲ့နယ်ကူလက်ရှိဒီအပြောင်းအရွှေ့မှာဘလိုမျိုးတွေလုပ်လို့ဒီလဲဆိုတာတော်တော်လေးကိုချီကျူးစရာကောင်းတယ်ပေါ့အဲ့တော့ဒါကျွန်တော်တို့လာလီဗာပူးတဲ့နယ်ကျွန်တော်တို့ FFG လိုလက်ထက်မှာဒါဒီအပြောင်းအရွှေ့ကတော်တော်လေးကို move ရအမြန်ဆုံးနဲ့တော်တော်လေးကို move ရအကောင်းဆုံးအပြောင်းအရွှေ့တစ်ခုလို့ပြောလို့ရတဲ့အမြန်တစ်ခုမှရှိတယ် ါကြောင့်လည်းအခုလက်ရှိမှာဒါလီဗာပူးတင်နေတာပထမဦးဆုံးဒါကျွန်တော်တို့ Florian Wish ရဲ့ကမ်းလှမ်းမှုကိုဒါပြီးကြရတဲ့အချိန်မှာအလီဗာပူးစံဘက်ကနေပြီးတော့ငင်းပယ်ခဲ့တဲ့သဘောမှရှိတယ်။အခုလက်ရှိမှာဒါလီဗာပူးတင်ကဒါဒီနေ့ညဘက်မှာတင်ကျွန်တော်မြန်မာစံတော်ချိန်ညဘက်သူတို့နေနေတာနှိမ့်ခင်းဘက်မှာဒါကျွန်တော်ဒုတိယမြောက်ကမ်းလှမ်းမှုတစ်ခုပို့ပို့ခဲ့ပြီးတော့ ိုကောင်းတဲ့ကံလန်မှုတစ်ခုကိုလည်းဒါကျွန်တော်တို့လီဗာပူးအသင်းဘက်ကနေလီဗာပူးဆင်ဘက်ကိုကံလန်ခဲ့တယ်ဆိုတဲ့တွေ့ထပ်ပေါ်လာ။အဲ့တော့မတိကြတယ်မလီဗာပူးတင်နေတာကျွန်တော်ပထမဆုံးကံလန်မှုမှာယူရိုတန်100ရန် package လေဒါ all rounder package ပေါ့နော်။ဒီတော့ကတော့ယူရိုတန်120လောက်ရှိတဲ့ package တစ်ခုကိုဒါ bonus အပါအဝင်ကိုဒါကံလန်ခဲ့တယ်လို့သိရတယ်ပေါ့။အဲ့တော့ဒီကံလန်မှုကိုလီဗာပူးအသင်းဘက်ကနေဒါကျွန်တော်တို့ရှေ့ရပိုင်2ရ3ရလောက်ကတရားဝင်ကံလန်မှုလုပ်ခဲ့ပြီးတော့ဒီကံလန်မှုကိုတော့လီဗာပူးဆင်ဘက်ကနေပြီးတော့ငင်းပယ်ခဲ့တယ်လို့သိရတယ်မှာပါ။အဲ့တော့ လီဗာကူဇင်အနေနဲ့အခုလက်ရှိမှာဒုတိယမြောက်ကမ်းလှမ်းမှုကိုတရားဝင်လက်ခံရရှိကြောင်းနဲ့ဒါကျွန်တော်တို့လီဗာပူကဒုတိယမြောက်ကမ်းလှမ်းမှုကိုတရားဝင်ဒါကျွန်တော်တို့ကမ်းလှမ်းခဲ့တဲ့အကြောင်းပေါ်ဂျွိုက်စ်ကိုဒါဖာဘီဂျိုရိုမန်ဒိုကိုတို့နဲ့ပြဆက်ထားတွေ့ရမှာအဲ့တော့ဒုတိယမြောက်ကမ်းလှမ်းမှုကလက်ရှိပထမမြောက်ကမ်းလှမ်းမှုတစ်ဆိုင်တော်တော်လေးကိုကောင်းတဲ့ offer တစ်ခုလို့ပြောလို့ရတယ်။ဒီနေရာမှာဒါလီဗာပူတင်က bonus ဘာညာမှုပဲနဲ့ဒါ great day ပေါ့နော်ဒါကျွန်တော်တို့ပေါင်တရားနဲ့9ဒံယူရိုတန်130ဒီ package တစ်ခုကိုဒါကျွန်တော်လီဗာပူအသင်းဘက်ကဒီ Florian Risk ရဲ့အကြောင်းရှင်မှာ တရားဝင်ကမ်းလှမ်းမှုတခုပြုလုပ်ခဲ့တယ်လို့ကျွန်တော်နေနဲ့သိရတယ်မှာပါအဲ့တော့ဒီကမ်းလှမ်းမှုကတကယ်တည်းပြန်စစ်စားကြည့်မယ်ဆိုရင်တော်တော်လေးကိုကောင်းတဲ့ကမ်းလှမ်းမှုတခုလို့ကျွန်တော်နေနဲ့မြင်တယ်အဲ့တော့လီဗာပူးတင်တဲ့ဒီကမ်းလှမ်းမှုကိုတော့ဒါကျွန်တော်လက်ရှိနောက်ဆုံးရသတင်းတွေရပါတော့ဒါကျွန်တော်တို့လီဗာပူးစင်အနေနဲ့ လက်ခံသွားမယ်လို့ကျွန်တော်နေတာနောက်ဆုံးသတင်းတွေရသိရတယ်မှာပါအဲ့တော့ဒါကျွန်တော်တို့လီဗာပူးအသင်းဘက်ကချန်စီနေတဲ့ပလန်ကတော့ရှင်းတယ်သူတို့အနေနဲ့တော့လာမယ့်နေရာဒီအပြောင်းရွှေ့မတိုင်ခင်မှာဒါကျွန်တော်တို့ရဲ့ကစားသမားအသင်းနှစ်ယောက်ကိုသူတို့အနေနဲ့ဒါတရားဝင်ကြေညာမယ်ပေါ့နော်ဒါ pre-season နေမှာဒီကစားသမားအသင်းနှစ်ယောက်ကိုခေါ်သွားမယ် Florian Rich ရဲ့ဒါကျွန်တော် Jeremy Frimpong ရဲ့အပြောင်းရွှေ့ကိုဒါလီဗာပူးအသင်းနဲ့လာမယ့်နေရာဒီအပြောင်းရွှေ့ အရာဝင်မဖွင့်ခင်တည်းမှာဒါအမြန်ဆန်လုပ်နေတယ်ဒီနေရာမှာလုပ်ပြီးတဲ့အနေအထားမှာဒါကျွန်တော်လက်ရှိသတင်းတွေအရာတော်တော်လေးကိုမိုက်တဲ့အပြောင်းရွှေ့သတင်းတစ်ခုလို့ကျွန်တော်အနေနဲ့ပုံကူကြီးရာမြင်တယ်လို့မြင်တယ်နော်လက်ရှိမှာလီဗာပူးအသင်းရဲ့အပြောင်းရွှေ့မှာဒါလီဗာပူးအသင်းကဒါ fast forward ပဲအဲကျွန်တော်ပြောခဲ့တယ်လီဗာပူးအသင်းနဲ့ Florian Riss ရဲ့အပြောင်းရွှေ့မှာလည်းဒါကျွန်တော် big star ကလုပ်သွားမှာမဟုတ်ဘူးလို့သိရတယ်ဘာကြောင့်လဲလက်ရှိမှာလီဗာပူးအသင်းရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကိုမြင်မြန်ဆန်ဆန် offer ကျွန်တော်ဒါနောက်က Zara AG ပေါ့နော် Zara AG ကိုမသိပြီးချော်ညာပေးလို့ဖြစ်သွားအဲ့ဒါထားပါ အဲ့လက်ရှိမှာလီဗာပူးတင်းနေတာဒုတိယမြောက်ကမ်းလှမ်းဘာလို့မြန်မြန်ဆန်ဆန်လုပ်ခဲ့လဲလီဗာပူးတင်းနေတော့ကျွန်တော်တို့ဒုတိယမြောက်ကမ်းလှမ်းမှုမလုပ်သေးခင်ချိန်တွေမှာကောလာဟာလာ CF ဘိုင်ယန်ရဲ့တည်နေအရာဆိုရင်တော့ဒါကျွန်တော်ဘိုင်ယန်ယူနစ်အတင်းကဒါကျွန်တော်တို့အဲဖလော်ရီယန်ရစ်ကိုကဲလီဗာပူးကဒါစိုက်စည်းရမကမ်းလှမ်းနိုင်ဘူးဆိုရင်တို့အနေနဲ့ဒါဖလော်ရီယန်ရစ်ကိုပြန်လိုက်သွားဖို့ရှိတယ်ဆိုတဲ့တည်နေတောက်လျှောက်ထပ်ပေါ်လာတာကိုတွေ့ရမှာအဲ့တော့ န်ဆယ်ရချီအောင်ဒီနေရာမှာလစ်ဗာပူးတင်းရဲ့အကြောင်းရှိကအခုလက်ရှိမှာတော်တော်လေးကိုမြန်ဆန်တဲ့အကြောင်းရှိဖြစ်လာတဲ့ event ကနောက်မှာဘိုင်ယန်ပါလာလို့ပဲဘိုင်ယန်နေနဲ့ဒါကျွန်တော်တို့ဒုတိယအကြိမ်က Florian Risk ကိုပြန်လည်ပြီး live ဖို့အတွက်ကြိုးစားလာတဲ့အချိန်မှာဘိုင်ယန် Liverpool အနေနဲ့ကတော့ကျွန်တော် Liverpool တင်းရဲ့ဒီအကြောင်းရှိမှမြန်ဆန် move လုပ်ခဲ့တယ်။ဒါသာမအခုချိန်မှာဒါ Liverpool တင်းကိုပဲရွေးချယ်တော့မှဖြစ်တဲ့အတွက်ကြောင့်ဒါဘိုင်ယန်မြို့နေဝင်လာပြီဆိုလဲ Liverpool တင်းမှာ Liverpool တင်းဖြစ်နေတယ်ဒါကျွန်တော်တို့အာ Florian Risk အတွက်ကတော့တိတ်ပြီးတော့မခက်ခဲ့တော့ Liverpool တင်းကတော့မြင်တယ်ဒီအပြောင်းရွှေ့ကိုမြင်းမြန်ဆဆပြီးမြောက်ချင်တော့ဒုတိယမြောက်ကမ်းလမ်းမှုကိုမြင်းမြန်ဆဆပဲလုပ်ခဲ့တယ်။ပေါင်190တဲ့ဒါကျွန်တော်တို့ Euro နဲ့တော့မှ Euro တန်း130တန်းရှိတဲ့ package ကိုဒါ Liverpool တင်းကတော့ကျွန်တော်ဒီနေ့ညနေဒါကျွန်တော်မြန်မာစံတော်ပြောရမယ်ဒီနေ့ညမှာ submit လုပ်ခဲ့ပြီးဒါကျွန်တော်တို့အဲ British ဘာအင်္ဂလန်စံတော်ဂျင်းနဲ့တော့မှ England နှိမ့်လေကင်းစံတော်ဂျင်းနဲ့ဒါကျွန်တော်ကမ်းလမ်းမှုပြုလုပ်ခဲ့တယ်။အဲ့တော့ဒီကမ်းလမ်းမှုကိုတော့ကျွန်တော်တို့သိရတော့ပေါ့နော်ဒါကျွန်တော် Liverpool အသင်းဘက်ကနေပြီးတော့ Liverpool ဘက်ကနေပြီးတော့ဒီရောက် တရံဝင်လက်ခံသွားမယ်လို့ဒီကအဲ့တော့ကောလာဟာလာတွေကလီဗာပူးစင်ကနေပြီးတော့ဒီအပြောင်းရွှေ့မှာ total package က150လောက်လူချင်းနဲ့ဆိုရလူချင်းနဲ့ဆိုပေမဲ့ဒီဘုဘကတတရ30နဲ့ package ကိုဒါတို့တို့အနေနဲ့လက်ခံဘွေရာရှိသွားကြအောင်ကျွန်တော်အနေနဲ့သတင်းတွေရအခုလက်ရှိမှာ package ရပြရတယ်မှာတော့လီဗာပူးတင်းကဒါကျွန်တော်မကြခင်မှာဒါကျွန်တော် Florian Rich နဲ့အပြောင်းရွှေ့နဲ့ပြတ်တက်ပြီးတော့ Here we go တော့မှာလာကျွန်တော်စောင့်ကြည့်ရမယ် အဲ့ဒါဖာဗီဂျီယိုပြူရမန်နိုရဲ့အဆိုအရဆိုလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ဒါပုပ်ကူကြီးရသဘောတူညီမှုက issue တခုမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သိရတယ်မှာပါတယ်အဲ့ issue တခုအနေနဲ့ဒါကျွန်တော်တို့ဖာဗီဂျီယိုရမန်နိုပြောပုံရဆိုရင်တော့ Florian Risk ကတော့ Liverpool မှာ Liverpool ဖြစ်နေပြီးတော့ Bayern Munich နဲ့တင်ထပ်ပြီးတော့ကမ်းလှမ်းလာမယ်ဆိုရင်တော့သူတို့အနေနဲ့ကြောက်ရွံ့ခြင်းမရှိဘူး Florian Risk ကခုလက်ရှိမှာ Liverpool ကိုသူ့အနေနဲ့ဒါကျွန်တော်တို့အစိမ်းအောင် Green Light ပေးလာပြီးဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီအပြောင်းရွှေ့မှာ Liverpool ဘက်ကနေပြီးတော့အာယုံအပြည့်အဝဒီကြောက်ရွံ့ဆိုက်သွားမယ်ဒါကြောင့်မို့တာ Liverpool တင်းနေနဲ့ Florian Risk ကသူတို့ကစားသမားကိုလီနစ်လွေရာဒီအပြောင်းရှိမှာဖြစ်လာမယ်လို့လုံးဝယုံကြည်ချက်ရှိတယ်။ ီကမှာ Leverkusen ဘက်ကလည်းဒီတန်တရာ30တန်းရှိတဲ့ package တစ်ခုကိုဒါလက်ခံသွားဖို့အတွက်လက်ရှိမှာအကုန်လုံးကလည်းမျှော်လင့်ထားတယ်ပြောချင်တာဒီ brown shirt ကဒါပီလူနီနီဖြစ်သွားပြီ Liverpool ဘက်ကလည်းဒုတိယမြောက်ကမ်းလှမ်းမှုကိုကမ်းလှမ်းထားပြီ Liverpool ရဲ့ project ကိုလည်းလက်ရှိမှာ Florian Risk ကသဘောကျတယ်အဲ့တော့ Liverpool တင်းရတာကျွန်တော်တို့ San Jin တင်ပြောင်းရွှေ့ကြီးအပြောင်းရွှေ့တစ်ခုဖြစ်လာမယ်လို့ပြောလို့ရတယ်မဟုတ်ဘာဒါပြောဒါအပြင်ကျွန်တော်တို့ဒါ Liverpool တင်းရအပြောင်းရွှေ့တစ်ခုတည်းမဟုတ်ဒါကဘာမှမစည်းကြီးဆုံးကစားသမားရဲ့တရား Florian Risk ဖြစ်လာမယ်လို့မြင်လို့ရတယ်တမပါတယ်အဲ့တော့ကျွန်တော်ဒါ personally မြင် Florian Risk ဘယ်လိုပုံစံမျိုးဘယ်နေရာမှာဘယ်လိုပုံစံမျိုးဆော့မလဲကျွန်တော်မြင် င်တော့ကျွန်တော်မသိဘူးလို့ကျွန်တော်လည်းဖြစ်ပေါ့ဆိုလက်ရှိမှာဒါပွင့်တဲ့ဘိုင်းမှာဒါ smooth slice ရှိရတဲ့ကြောင့်မို့လို့ left wing ဘာညာဆော်ရ center forward ပုံစံမျိုးဒါ force nine ပုံစံမျိုးဆော်ရဆော်လို့ရတယ်ဒါပေမဲ့ Florian Risk ကကျွန်တော်မြင်ဘူးမြတ်ကစားသမားရဲ့အတိုင်းမှာဒါကျွန်တော် flexibility ကတော်တော်လေးကိုမြင်တဲ့ကစားသမားတယောက်ဆိုတော့လုံးဝလုံးဝငင်းလို့မရဘူးလို့ကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်တော့100%မြင်မိတယ်အဲ့တော့ Liverpool တင်းတဲ့ဒီအပြောင်းရွှေ့မှာ possible ပဲပြောမှာဆိုသူတို့အနေနဲ့အဓိကကတော့ဒါသူတို့အတွက်ဒါတော်တော်လေးကိုကြီးမားတဲ့အပြောင်းရွှေ့သွင်းထားတယ်အဲ့တော့ ဒါပေမဲ့ဘုတင်နဲ့လာမယ့်နေရာဒီမှာဓာတီကိုဆက်ဆက်ပြီးကျွန်တော်နည်းနည်းပြောချင်တာကလာမယ့်နေရာဒီမှာတို့နေတိုက်စစ်မှုမခေါ်တော့ဘူးလားဆိုတဲ့သတင်းတွေထွက်လာခဲ့အဲ့တော့အဲ့ဒီမူရလည်းရှိမှာဟွန်ကာလိုရောမှုစ်နဲ့ပါဒါလီဗာပူးကသတင်းတွေထွက်နေအဲ့ဒါကိုလည်းကျွန်တော်မနေ့ကညာ AAC တပုတ်တက်တက်တင်ပြီးမှာအခုလည်းရှိမှာဒါကိုကျွန်တော်ဆွေးနွေးကြမှာလီဗာပူးဒီနေ့အကြောင်းရှိမှာလွတ်လွတ်တော်တော်လေးကိုကောင်းနေလို့ကျွန်တော်အနေနဲ့ပုံကူကြီးရာမြင်ပြီးတကယ်ကိုတော်တယ်လို့မြင်ပါဆိုတော့လီဗာပူးဒီနေ့အခုလည်းရှိဒါကျွန်တော်စာချုပ်တက်တန်းကုန်နေဖြစ်တယ်ယာတီကုန်နဲ့တရားဝင်ထွက်တော်မှာဖြစ်တဲ့ဒါ အလစနာအာနုရဲ့ဘလောင်းရွှေစီကနေပြီးတော့ဒါကျွန်တော်ပေါင်ယူရို10သန်းပေါင်9သန်းဝယ်ပတ်ချလဲဝင်ကြရသွားတယ်အဲ့တော့ဒီညမှာဘာကိုလုတ်သွားလဲအဓိကကအဖြစ်ကရှင်းရှင်းလေးဒါလီဗာပူးတင်းနေနေတာကျွန်တော်အာနုကိုကလပ်ဘောကပ်မှာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်တင်းနေနေခေါ်ယူပြီးဆော့ခြင်းဆိုရင် သူတို့နဲ့ယူရို55နဲ့ဆက်တာမမက်ရယူရို55နဲ့တော့ကျွန်တော်မမက်ရပဲယူရို55လောက်အဲ့ဒီတည်းကျွန်တော်စစ်စစ်ကျွန်တော်မပေးတော့ဘူးထင်တာဗျာဘာလို့စစ်စစ်ကြည့်လေစာချုပ်တန်းရတလပဲကြံနေကြတော့တော့ဘယ်ကောင်ကယူရို55တန်းပေးမှလဲဆိုတဲ့ပုံစံမျိုးဒါသိရတယ်အဲ့ဒါကျွန်တော်လက်ရှိမှာလီဗာပူးတင်းကိုနောက်ဆုံးတန်းကြည့်ရဈေးတစ်ခုမှာတော့ဒါတလဆော်ပြီးတော့အဲ့တလတော့မဟုတ်ပါဘူးကျွန်တော်ရပိုင်းလောက်ပဲဆော်ပြီးတော့ဒီနေရာမှာဒါကျွန်တော်တို့ floor ကိုအာလဇနာအာနုကိုချိုပြီးတော့ club world cup မှာခေါ်ခြင်းတဲ့အတွက်ကြောင့်မို့လားယူရို70တန်းပေးရမယ်ယူရို70တန်းနဲ့ package ကပြဿနာကြီးမှာဗျာ ဟို Michael Elgort လို့လုတာအရန်တော်တယ်ဆိုတော့ကျွန်တော်ပြောချင်တာခုနကပြောတဲ့ဘယ်ဟိုပတ်စံနေအများကြီးမရအောင်ဆိုတော့မှတ်မိမယ်ဒါ Alexander Arnold ရဲ့အပြောင်းရွှေ့ကလည်းအလက်ခါမဖြစ်ပါဘူးဗျာဒါ၁၀တန်းရတော့အပြစ်စနာကြည့်ရအောင်လက်ရှိမှာ Frank Bauer ရဲ့ Dorsch Frank Bauer လက်ရှိမှာဒါ Liverpool တင်းကို Euro 35တန်း Euro 40တတ်ချလဲဝင်ကြကုန်ကြထားတယ်အဲ့တော့ဒီ၁၀တန်းရမှာဆို Frank Bauer ကတကယ်နဲ့ပြန်တွေ့ကြည့်လိုက်မယ် Euro 30 35တန်းပတ်ချလဲဝင်ကြပဲကြတော့ပါဒါတော့မှခုန Liverpool တင်းကဒီစာချုပ်ဖြတ်သိမ်းကြည့်အရစ်ကြနဲ့ပြေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Liverpool တင်းနေဒါကျွန်တော် Frank Bauer ကိုတော်တော်လေးကိုဈေးချွတ်ချွတ်နဲ့ရသွားတယ်လို့ပြောလို့ရမှာပါအဲ့တော့ ဒါ Michael Award တို့ဒီညမှာလှုပ်လှုပ်တဲ့နေရာမှာတော့ဒါတုံတုံသွားပြီးတော့ရှုပ်လို့ရတဲ့အနေအထားတစ်ခုတော့မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့မီတိုပင်ဆိုစင်ကမို့ဒီအကြောင်းရှိက Liverpool တင်းတော့ဒီနေ့အကြောင်းရှိတော့တော်တော်လေးကိုမိုက်တဲ့အကြောင်းရှိတစ်ခုလို့ကျွန်တော်ရဲ့ပုံပုံကြီးကမှကျွန်တော်ကတော့မြင်မိတယ်။အဲ့တော့ Liverpool တင်းရဲ့လက်ရှိမှာဒါ Florian Wirtz ရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကြောင့်အတူတူလေးပြန်ပြောချင်တယ်။ Florian Wirtz ကိုလက်ရှိမှာ Liverpool တင်းကတော့ကျွန်တော်တို့ Euro Euro တန်130ပေါင်တန်130နဲ့ဂိုဒန်း အဲပတ်ချာလေဝင်ညာတရားဝင်ကမ်းလှမ်းမှုပြုလုပ်တယ်။ဒါပေမဲ့ဒီဒီဒီရောက်မြောက်ကမ်းလှမ်းမှုကိုလေဗာကူဆန်လက်ခံသွားမယ်လို့ယုံကြည်တယ်။လေဗာကူဆန်နဲ့လက်ခံသွားမယ်ဆိုတော့အခုလက်ရှိမှာဂျန်လစ်စတော်အများကြီးထင်တာ။အဲ့တော့ Florian Ries ရဲ့အပြောင်းအရွှေ့ကလက်ရှိမှာ Dandy Yellow Lily ဖြစ်သွားပြီ။ Here we go ထပ်ဖြစ်ပြန်ဆိုတဲ့ Here we go တက်ပြီးတော့တင်ဆက်ပေးမယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲအပြောင်းအရွှေ့ဒီ update ဖြစ်ရင် update ဖြစ်လို့ကျွန်တော်ဒါနောက်ဆုံး video တွေဆိုရောက်ရင်ရောက်သူတွေရိုက်ပေးမယ်လို့မှတ်တာကျွန်တော်ကိုလိုကလန်နေရတယ်ပေါ့နော်။ကျွန်တော် AG လေးကြီးကြာရင်လည်းဝယ်လို့ရတယ်ပေါ့နော်။ဘယ်လိုလဲကျွန်တော်အဲ့တော့ဘယ်လိုလဲပြီးတော့ ဒီနေရာမှာကျွန်တော်အနေနဲ့ဘယ်လိုပဲပြောမြင်ကြည့်ချက်တဲ့အချက်ကတော့ဘောလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ YouTube Media 3.0ဆိုရင် TV4 တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကိုတွေ့ရပါတယ်။ဒီမှာလက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း YouTube Media 3.0ဆိုရင် TV4 ရဲ့နေလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ကူပြုလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပြုလို့ရပါတယ်။ဒီမှာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးကြွတူမှာကောင်းမွန်တော်နေနေပါစုမောင်းတောင်းပြီးနေပဲ။ ကျွန်တော်တို့ရေနောက်မှာ AAC တွေ့ကြအောင်အားလုံးကျွန်တော်တို့ဝိုင်း Mac တွေ့ကြအောင်ဗျာမြန်မာကလစ်မှာမြန်မာဖြစ်ပါတယ်ဒီပါဗျာအားလုံးပဲ good night ပါ